တယ်ခဲ့ရဧကာ3000ကျော်တဲ့ကနေပြီးတော့85ဧကာပြန်ပေးတာလက်ခံနိုင်ပါသလားလက်ခံနိုင်ဘူးလက်ခံနိုင်ဘူးလက်ခံနိုင်ပါသလားလက်ခံနိုင်ဘူးလက်ခံနိုင်ပေါင်း40ကျော်ကြာစစ်တပ်ကတင်းစီးထားတဲ့လေယာဉ်မြေတွေတဲကပူရှန်နဲ့85ဧကာကိုတောင်သူတွေထံပြန်ပေးမယ်လို့ပြီးခဲ့တဲ့အောက်တိုဘာ15ရက်နေ့မှာစင်ကူးမြို့နယ်ညောင်ဝန်းကျေးရွာအုပ်ချုပ်ရေးမှူးထံအကြောင်းကြားစာရောက်ရှိခဲ့ပါတယ်။အဲ့ဒီအတွက်တောင်သူတွေဟာညောင်ဝန်းကျေးရွာက ရွာဦးကျောင်းမှာအစည်းအဝေးပြုလုပ်ခဲ့ကြပြီးတင်စီခံထားရတဲ့ဧက3000ကျော်အားလုံးပြန်ရမှသာလက်ခံသွားမယ်လို့ဆုံးဖြတ်ခဲ့ကြပါတယ်။ကျွန်တော်တို့ဒီ85ဧကနဲ့နဲ့ကျွန်တော်တို့ကချွေးသိမ့်မခံနိုင်ပါဘူး။ဧက360နဲ့ဒသမ43ကိုအကုန်လုံးပြန်ရမှကျွန်တော်တို့ကညီမျိုးစုံနဲ့ကျွန်တော်တို့ယူမှာပဲဖြစ်ပါတယ်။အခုကျွန်တော်ဇက်ရှိကိုလည်းကျွန်တော်ထွန်ရက်ဆိုင်ပြုံးမယ်။ကျွတရားဥပဒေနီလန်းချောင်းနဲ့အညီကျွန်တော်တို့တမတရှေ့မှာကိုလည်းကျွန်တော်တို့ တောင်းခံလာတယ်နဲ့သနာခံစာကြီးနဲ့ကျွန်တော်တင်းပြီးတော့ဒီဟာမျိုးကိုရအောင်လုပ်မယ်။နောက်ပြီးကျွန်တော်တို့အဲ့လိုမှမရဘူးလေဆိုကျွန်တော်တို့ကဒီသမတလွတ်တော်အထိကျွန်တော်တို့တက်ပြီးတော့ဆန္ဒပြတောင်းဆိုมาပဲဖြစ်ပါတယ်ကျွန်တော်တို့အဲ့လိုနီးမျိုးစုံနဲ့ကျွန်တော်တောင်းယူတောင်းဆိုပြီးတော့ကျွန်တော်မျိုးကိုပြန်ရအောင်ယူมาဖြစ်ပါတယ်။လက်ရှိအချိန်ထိအဲ့ဒီလေယာမျိုးတွေတဲကဧကတထောင်ခန့်ကိုတောင်းသူတွေကထုံရက်ထားပြီးပြီလို့သိရပါတယ်။ပြီးခဲ့တဲ့ဩဂုတ်လကညောင်ဝန်းကျေးရွာကိုရဲတပ်ဖွဲ့ဝင်တွေဝင်ရောက်ပစ်ခတ်မှုကြောင့်လေယာမျိုးတွေမှာ ဝင်ရောက်ထုံရက်မှုကိုရနာခဲ့ကြရပါတယ်။သူတို့ပေးတဲ့85ဧကကိုလည်းအမေတို့ကလက်မခံနိုင်မှုမယူနိုင်မှုကွအကုန်လုံးကိုပြန်ရမှာအမေတို့ရွာလဲသာသာရရဖြစ်မယ်ညီညီမျှမျှဖြစ်မယ်အမေတို့မရချင်နေလေအမေတို့ကသေလူသေလို့ရပြီကွနောင်ကြီးနောက်သားတွေနောင်လာနောက်သားသမီးပညာရေးကျမ်းမာရေးကစပြီးအကုန်လုံးပြေလဲအောင်အမေတို့လိုဒုက္ခမဖြစ်ရအောင်လို့အမေတို့ကအခုလိုထုံလုံးတိုက်ပွဲဝင်နေတာပါလက်ရှိမှာစစ်တပ်ကတိစားချပေးထားတဲ့ Great Wall Company ကကြံစိုက်ပြိုးရေးလုပ်ငန်းတွေကိုလုတ်ကင်နေပါတယ်။အဲ့ဒီလေယာမြေတွေမှာလာရောက်လုတ်ကင်နေတဲ့ Great Wall Company ရဲ့ရေကာတာတွေကြောင့်မြေနေပိုင်းဘက်မှာရှိတဲ့ညောင်ဝန်းရွာကတောင်သူတွေပိုင်းလေဧက30ကျော်ဟာဒီနှစ်မိုးရာသီမှာတဲတွေနစ်မြုပ်သွားခဲ့ပါတယ်။အဲ့ဒီအတွက်ကုမ္ပဏီကတဧကကို9000နှုန်းနဲ့ရောကြီးပေးမယ်လို့လာရောက်ညှိနှိုင်းခဲ့ပေမဲ့တောင်သူတွေကတော့ကာလပေါက်ဈေးအတိုင်းသာရောကြီးပေးစီလိုတယ်လို့ဆိုပါတယ်။ ကျွန်တော်တို့အိမ်နဲ့ဒါတောင်းဆိုခဲ့တာပဲဒါလောက်ပါပဲကျွန်တော်ဂျွာသူရသားတွေလည်းကျွန်တော်ခုနကပြောသလိုပဲဒါကိုဒီတိုင်းဆက်နေကြမလားတရားဆွဲကြမလားဆိုရင်သူတို့ဘက်ကလည်းတရားဆွဲဖို့အလူလေးတော့အစီအစဉ်ရှိတာပေါ့နော်ကျွန်တော်အိမ်နဲ့တော့ဒါလောက်ပါပဲညောင်ဝန်းကျေးရွာမှာစစ်တပ်ကတင်းစီးထားတဲ့လေယာဉ်မြေတွေမှာဝင်ရောက်ထွန်ရက်ခဲ့ကြတဲ့တောင်သူခေါင်းဆောင်15ဦးကိုပုံမှန်လေးလေးခွန်တလေးလေးတို့နဲ့တရားဆွဲဆိုထားသလိုညောင်ဝန်းကျေးရွာမှာတနက်နဲ့လာရောက်ဖြစ်ခတ်စဉ်က ရဲဝန်တန်းတွေကိုရိုက်နှက်ခဲ့မှုမှာပါဝင်တဲ့အတွက်တောင်သူ၉ဦးကိုလည်းပုံမှန်333ကိုထိလက်ရောက်ဝတရားနှောက်ယှက်မှုနဲ့တရားစွဲဆိုထားတယ်လို့သိရပါတယ်ခင်ဗျာ။